မိုင်ရှင်များအလုံးပဲမင်္ဂလာပါကျွန်တော်ဒီလေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ထိတ်စီအားနေနီကိုပြန်လဲမြောက်ပြီးတော့မှဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနံပါတ်စဉ်3030နီကနေပြပေးထားတယ်ပေါ့နော်၈တုံများထိတ်ပေးတာ၉ထိတ်လေးလေးပေးတာ၃များနင်း၅ပေးတာ၃ထိတ်ပေါ့နော်ပြီးရင်၃များ၈ပေးတာ၆၈တုံကတော့ဒီမှာ၆ပေါ့နော်ခွန်၈ပေးတာ၄၈၈၉၃ပေးတာ၅၉ရှိပေါ့နော်အဲ့ဒီမှာ၃ဖြစ်ပါတယ် 6ခွန်မှာဆိုရင်တထိတ်၄၅6ထိတ်ခွန်5ထိတ်3 6က5ထိတ်3ည6က5ထိတ်ပေါ့နော်၄9တုံည9 6 7 3 6ခွန်တုံည6 8တုံည6ဖြစ်ပါတယ်ဒီအနီရောင်လေးနဲ့ကတော့ကျွန်တော်ထိတ်စီးပေတာဖြစ်ပါတယ်၄ခွန်က9တိလေးက3ည7တုံညက2တင်း9ကဒီမှာ6 9က6 4 9က2 6 9က9 လဲလျှောက်ကတော့9ဖြစ်ပါတယ်ဗောနော်ရှင်းလျှောက်က3ဒီမှာရှင်းလျှောက်ထိပ်ပေးတာ3ထိပ်9တုံများက6 3 9 5ဗောနော်တစ်တစ်က6 9 9နှစ်ရှင်းတစ်က3 9နှစ်က3နှစ်တစ်က3ဂျီနရောဘီခရဲဘက်မှာ60နဲ့3ချိန်ကြီးဗောနော်3ခွန်ထိပ်စီးပယ်ထားတာဖြစ်ပါတယ်ခြားပြီးတော့က39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီခရီးဘက်မှာဒီ3ထိပ်စီးပြတ်သွားတယ်ဗောနော် ပြက်ပြင်မရှိဘူးဆိုပေမဲ့ကျွန်တော်တင်ပြလိုက်တဲ့အချိန်မှာနှီးနံပါတ်1ပြက်သွားခဲ့တာဖြစ်ပါတယ်။နှီးနံပါတ်2က OK တယ်ဗောနော်။တည်တည်72ချိန်မှာတော့9ခွန်ထိပ်စီးပယ်တာဖြစ်ပါတယ်။ Okay နှီးကိုချက်ပြီးတော့လေ့လာကြအောင်ဗောနော်။မတည်သေးတဲ့မိုက်ဆွေတွေအတွက်ဒါကသူရဲ့နှီးအတိုင်းဖြစ်ပါတယ်။10ထိပ်ပယ်တာဒီမှာ9ထိပ်009ဖြစ်ပါတယ်။၄ပယ်တာ9 10ပယ်တာ3 3965839653533ဒီမှာဆိုရင်ပြီးခဲ့တဲ့ဘက်မှာ3တလုံးပေးတာပေါ့နော်39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ပြီးခဲ့တဲ့ဘက်မှာဒီထိပ်စီးနံပါတ်၄ပြတ်သွားခဲ့တာဖြစ်ပါတယ်โอเคဒီ7ချိန်မှာ3ချိန်ပေါင်း6ပေါ့နော်ပြီးရင်3များနဲ့6ပေါင်း6 3ပေါင်း9ဆိုတော့69ပေါင်း85ဖြစ်တဲ့အတွက်အကယ်၍သူဆက်ပြီးတော့ okay မယ်ဆိုရင်တော့ကျွန်တော်ငါထိပ်စီးပေးရမှာဖြစ်တယ်ပေါ့နော် နီးနံပါတ်2က9ဖြစ်ပါတယ်အပြည့်ပြန်လုံးဝမရှိသေးဘူးပေါ့နော်ပင်ရှိဖြစ်ပါတယ်ဒါဒီနံပါတ်1ဒါနီးနံပါတ်2ဖြစ်ပါတယ်5ဆိုရင်ခွန်6ခွန်6 3 3 6 9 5 7 6 9 7 3 2 3 3 3 9ပေါ့နော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်9ထိပ်စီပေးတာဆိုရင်3 9နှစ်ဆိုတဲ့အတွက်ကြောင့်မို့ OK ဒီပေါ့နော်ဒီဆက်နှစ်ကြိမ်မှာ9နဲ့2ပေါင်း7တုံများတစ်ကြိမ်3ည6တစ်6ပေါင်းတော့6ခွန်ပေါ့နော် ခွန်ထိုက်စီအားနေတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီဆက်နှစ်ကြိမ်မှာ9ရက်ခွန်ရက်ထိုက်စီနှလုံးပေးရမှာ ဖြစ်တယ်ခင်ဗျာ။ဒါကတော့ကျွန်တော်ဤနှမျိုးဖြစ်တယ်ပါနော်။နောက်ထပ်ဤတမျိုးကိုကျွန်တော်အတူတူထပ်ပြီးလေ့လာ ကြအောင်လားခင်ဗျာ။နည်းနည်းနံပါတ်3ပါနော်။ဒူဒီလည်းပင်ရှည်ဖြစ်ပါတယ်။ပင်ရှိကုမကျွန်တော်ဒီခွန်9ခွန်9လေးလေးကနေကျွန်တော်အတူတူလေ့လာကြအောင်ပါနော်နံပါတ်7မှတ်တော့ဘူးပင်ပေါင်း90ကျော်ရှိသွားပြီဖြစ်ပါတယ် 93ချိန်55ပါနော်99ပေါင်း30ဒီမှာ၄တလုံးဆိုတဲ့အတွက်ကျွန်တော်လေးထိပ်စီးပေးတာဖြစ်ပါတယ်ကျွန်တော်ဒီမှာလေးထိပ်စီးပေးတာပါနော်နောက်ထပ်တစ်ပြင်မှာ9ထိပ်စီး9လေးလေးဖြစ်ပါတယ်ခင်ဗျာတွေ့ရှိမှလေးရှိသေးတယ်ပါနော်တော်တော်ကျွန်တော်ဒီကနေအတူတူလေ့လာကြအောင်လားခင်ဗျာဒီ9နဲ့9ပေါင်း30ပါနော်9တုံးချိန်29ခုနဲ့4ပေါင်းတာက73ဆိုတဲ့အတွက်အဲ့ဒီမှာတိထိပ်စီးပေးတာဖြစ်ပါတယ် နောက်ထပ်တစ်ပြည့်မှာ9ခု9ဆိုတဲ့အတွက်တစ်ထိပ်ပဲတာ9ထိပ်ချားသွားတယ်ပေါ့နော်နောက်ထပ်တစ်ပြည့်ဒီ998ပေါ့နော်ရှင်းနဲ့9ပေါင်းရှင်း73ဒီ3နဲ့ပေါင်းရှင်း6ဖြစ်ပါတယ်တစ်3ချိန်ဆိုတော့3ပေါ့နော်33ပေါင်းရှင်း6ရတဲ့အတွက်အဲ့ဒီမှာ6ထိပ်စီးပဲတာဆိုရင်တုံညာထိပ်စီးဖြစ်ပါတယ်6ထိပ်ပဲတာတုံညာထိပ်တုံညာ63ပေါ့နော်3 ဒီ35ပေါင်း10ပေါင်းနော်ရှင်းနဲ့ဒီခွန်ပေါင်းရှင်း35မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီမှာ9ထိပ်စီးပေးတာပေါ့နော်395ဆိုတဲ့အတွက်3ထိပ်စီးဖြစ်ပါတယ်။ဆိုရင်ဒီမှာ3ပေါ့နော်။တပန်းကျွန်တော်ဒီ95ပေါင်း30 33.9 9ပဲ3ပေါင်းတာ7โอเคဒါကြောင့်မို့ဒီမှာနေထိုင်စီပေးတာပေါ့နော်6 3 3ဆိုတဲ့အတွက်ကျွန်တော်နေထိုင်စီပေးတာโอเคတယ်ပေါ့နော် နောက်ခဲနောက်ထပ်တစ်ပြိုင်ဒီလျှောက်တုံများ၃ကနေဆက်ပြီးလေ့လာကြည့်အောင်ဒီလျှောက်၃ပေါင်းရှင်း၉ပေါ့နော်၉ကဒီမှာ၄ကြိမ်ဆိုတဲ့အတွက်36ပေါ့နော်ရှောင်းနဲ့5ပေါင်း7ဆိုတဲ့အတွက်တိထိစီပေးတာဖြစ်ပါတယ်။နောက်ထပ်တစ်ပေမှာက6ထိစီ6နဲ့6ဖြစ်ပါတယ်ခင်ဗျာ။တိထိပေးတာ6ထိပေါ့နော်။ Okay နောက်ထပ်တစ်ပြင်ဒီ6နဲ့ကြိမ်7ဖြစ်ပါတယ်။2နဲ့ဒီ10ရှောင်းနဲ့5ပေါင်း7ဖြစ်ပါတယ်။ ဒါကြောင့်မို့အဲ့ဒီမှာ၄၈တိဖြစ်ပါတယ်ဒါကြောင့်မို့ဒီတိထိစီပေတာ okay တယ်ပေါ့နော်၄ထိဆိုတဲ့အတွက် okay တယ်နောက်ထပ်တစ်ပြင်၄တိပေါင်းခြင်းကဒီ9နဲ့ပေါင်းရင်30ဆိုတဲ့အတွက်ကျွန်တော်တော့များထိစီပေမှာပေါ့နော်9 9 8ဆိုတဲ့အတွက် okay တာဖြစ်ပါတယ်တော့များ9ပေါ့နော်နောက်ထပ်တစ်ပြင်ဒီ99ပေါင်း30 93.29 98ပေါင်း55ဆိုတဲ့အတွက်ကျွန်တော်9ထိပ်စီ အားနေတယ်ဗောနော်တစ်တစ်6ဆိုတဲ့အတွက်ကျွန်တော်ဒီမှာငါထိပ်ပေးတာတစ်ထိပ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပြင်တစ်6ခွန်ဗောနော်ခွန်9ပေါင်7နှစ်နဲ့တစ်ပေါင်3ဖြစ်ပါတယ်โอเคကျွန်တော်အဲ့ဒီမှာ6 9 3ရောက်ဗောနော်3ထိပ်ဆိုရင်ဒီမှာ6ထိပ်ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပြင်ပါเนาะဒီ6ရဲ့ဒီ9ရဲ့ပေါင်းတာ7ဖြစ်ပါတယ်တိပေတယ်ပါเนาะ993ဆိုတဲ့ OK တာဖြစ်ပါတယ်တိဆိုရင် ငါးဖြစ်ပါတယ်တစ်ပေတာဆိုရင်ငါးပေါ့နော်ငါးနဲ့ဒီငါးပေါင်း30 6ကို3ပေါင်းတော့6ဖြစ်ပါတယ်6ထိပ်စီးပေတာ5တုံညာ4ဖြစ်ပါတယ်6ထိပ်ပေါ့နော်6ထိပ်အားနေတာ5ထိပ်ရှားပြီးသွားတာဖြစ်ပါတယ်55ပေါင်း30 3နဲ့ဒီ4ပေါင်းရှင်း9ဆိုတဲ့အတွက်9ထိပ်စီးအားနေတယ်ပေါ့နော်5တုံညာ3ဆိုတဲ့အတွက် 9ထိပ်စီအားနေတာ9ထိပ်စီဖြစ်ပါတယ်9 9ပေါင်း30ခွန်ခွန်3ပေါင်း30ပေါ့နော်ဆိုတော့အဲ့ဒီမှာ3မြောက်ပေးမှာဖြစ်ပါတယ်3 3 6ဆိုတဲ့အတွက်ကျွန်တော်ဒီမှာ3ထိပ်ပေါ့နော်3နဲ့ဒီ6ပေါင်း9 9 30 9နဲ့5ပေါင်းခွန်ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီမှာခွန်ထိပ်စီပေးမယ်ပေါ့နော်3ညထိပ်စီ3ညလေးတိဖြစ်ပါတယ်နောက်ထပ်ဒီပြင် ဒီတင်းနဲ့9ပေါင်6ပေါ့နော်6က4ချိန်ဖြစ်သွားတဲ့အတွက်24ဖြစ်ပါတယ်ဒေလို့4ထိပ်စီပေးတာဆိုရင်8ထိပ်စီ8လျှောက်ခွန်ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်8လျှောက်ခွန်အနေနဲ့ထည့်ပေးလေးလာကြည့်အောင်8ခွန်35ပေါ့နော်9နဲ့ပေါင်း20 8 3ချိန်24ဆိုတော့အဲ့မှာ4ထိပ်စီပေးတာဆိုရင်6ထိပ်စီဖြစ်ပါတယ်ဒီ6နဲ့ချိန်ပေါင်းရှင်းစနစ်ဖြစ်ပါတယ် ဒီလေး၃ချိန်ဒီစနစ်နှစ်နှစ်ကလေးလေး၅ပေါင်၉ဆိုတဲ့အတွက်၉ထိစီးပေးမှာပေါ့နော်။၆တုံများ၆ပြီးတော့၆၆နှစ်ဆိုတဲ့အတွက် OK တယ်ပေါ့နော်။၉ထိစီးပေးတာ၆ထိစီးဖြစ်ပါတယ်။ OK ဆက်ပြီးတော့နောက်ထပ်တပင်ကိုလေ့လာကြအောင်ပေါ့နော်။၆၆နှစ်ကလေး၆၆၅တပင်ဖြစ်ပါတယ်။ဒီ၆နှစ်နှစ်ပေါင်း၈အရှင်းနဲ့ဒီတင်းနဲ့ပေါင်း၉ပေါ့နော်။၉၅ပေါင်း၁၄ဖြစ်ပါတယ်။ ဆိုတော့အဲ့ဒီမှာ665ပါเนาะ၄ဆိုရင်6ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်ဒီအလေက99ပေါင်း30ခွန်ခွန်နဲ့ဒီ6နဲ့ပေါင်းရှင်3ဆိုတဲ့အတွက်ကျွန်တော်3ပေါ့เนาะအဲ့ဒီမှာတော့9ထိပ်ဖြစ်ပါတယ်3ဆိုရင်ဒီမှာ9ထိပ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ9နဲ့2ပေါင်း7တင်းနဲ့5ပေါင်း6 6ထိပ်စီပေါ့နော်3ညအလေးလေးဖြစ်ပါတယ်6ဆိုရင်တော့ဒီမှာ3ညဖြစ်ပါတယ် ်6ထိပ်ပေးတာ၃များထိပ်ပေါ့နော်6 6နဲ့၄ပေါင်း30ဒီမှာ၅တလုံးကျန်တဲ့အတွက်၅ထိပ်စီပေးတာ ဖြစ်ပါတယ်နောက်ထပ်ဒီပြင်မှာနှစ်ထိပ်စီနှစ်နှစ်တိဖြစ်တယ်ပေါ့နော် Okay 73ချိန်24 4တိပေါင်းက9နဲ့ပေါင်း30ဒီမှာနှစ်တလုံးကျန်တဲ့အတွက်နေထိပ်စီပေးတာဖြစ်ပါတယ်၈ထိပ်စီ743ပေါ့နော်နေထိပ်ပေးတာ၈ထိပ်743ဖြစ်ပါတယ်၃ချိန် ဆိုတော့ဒီ3တိတိတုံးပေါင်း၄၄၅ပေါင်း၉ဖြစ်ပါတယ်ကျွန်တော်၉ထိပ်စီပေတာဆိုရင်7ထိပ်စီ6ရှောင်း၃ဖြစ်ပါတယ်ခင်ဗျာ3 3 3ပေါင်း6ရှောင်း9ပေါင်း7 18ပေါင်း9ရောင်မှာဖြစ်ပါတယ်ကျွန်တော်9ထိပ်စီပေတာဆိုရင်နှစ်တုံများ9ဖြစ်ပါတယ်ဘောနော်ဒါကြောင့်မို့ကျွန်တော်နှစ်ထိပ်စီဖြစ်ပါတယ်โอเคကျွန်တော်နှစ်တုံများ9ကနေဆက်ပြီးလေ့လာကြအောင်ဘောနော် ဒီ35ပေါင်8နင်းနဲ့ပေါင်းရင်30အလေက6ထိပ်စီးပေမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာ9 9 9ဖြစ်ပါတယ်။ဒါကြောင့်မို့9ပေတာ9ဖြစ်ပါတယ်။9ပေါင်း16 3 3ချိန်9ပေါ့နော်။ဒါဆိုရင်6နဲ့9ပေါင်း55 9နဲ့ပေါင်းရင်30ဆိုတဲ့အတွက်3ညထိပ်စီးပေမှာဖြစ်ပါတယ်။9 3ည3ညဆိုတဲ့အတွက်3ညဆိုရင်ဒီမှာ9ဖြစ်ပါတယ်။ ခွန်3ပေါင်း30ဒီမှာ၅သလုံးဆိုတဲ့အတွက်ကျွန်တော်၅ထိပ်စီပေးမှာဖြစ်ပါတယ်ခွန်300ဖြစ်ပါတယ်ဒါဆိုရင်၅ထိပ်ပေးတာ3ထိပ်ဖြစ်ပါတယ်ခင်ဗျာ3ခွန်ပေါင်း35နဲ့ထပ်ပေါင်းတော့9ဆိုတဲ့အတွက်ကျွန်တော်9ထိပ်စီပဲပေးတာဖြစ်ပါတယ်7ထိပ်စီ69လေးချပေးသွားတယ်ပေါ့နော်4ကဒီမှာ4ချိန်ပေါ့နော်16ဖြစ်ပါတယ် 86ပေါင်74 55ပေါင်9ဖြစ်ပါတယ်9ထိပ်စီအားနေတယ်ဗောနောနောက်ထပ်ဒီပြင်မှာ9ထိပ်စီ963ဖြစ်ပါတယ်9ဆိုရင်9ဗောနော9နဲ့9ပေါင်10နှစ်3ချိန်6 6နဲ့3ပေါင်9ထိပ်စီပဲဒါဆိုရင်68ခွန်ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ဒီပြင်ဒီ6 4024ဗောနော်6073 3နဲ့5ပေါင်းချင်း600ရာမှာဖြစ်ပါတယ်ခင်ဗျာ ဆိုတော့ကျွန်တော်ဒီမှာ6ထိပ်စီပေးမှာပေါ့နော်နောက်ထပ်တစ်ပင်မှာ2ထိပ်စီနင်းနေခွန်ဖြစ်ပါတယ်6ထိပ်ပေးတာ2ထိပ်နင်းနေခွန်ပေါ့နော်9355ကပေါင်း10နှစ်ခွန်ပေါင်း9ဆိုတဲ့အတွက်9ထိပ်စီအားနေတာဆိုရင်3ထိပ်စီ388ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်ဒီ38ပေါင်း71 63 77 18 9 9 5 4ဆိုတဲ့အတွက်4ထိပ်စီပဲတာဖြစ်ပါတယ်။3ထိပ်စီ339ဖြစ်တဲ့ပါနော်။ ၄တိတ်၃ထိပ်ဖြစ်ပါတယ်တကိုတတဆယ်၃၅ပေါင်း၈ဆိုတဲ့အတွက်၈ထိပ်စီပေးမယ်ပါတော့နောက်ထပ်တစ်ပြင်မှာက၃ထိပ်စီ၃၅နည်းဖြစ်ပါတယ်၃ငါးနည်းတပြင်ကနေဆက်ပြီးလေးလာကြည့်အောင်၃နည်း၅၅ပေါင်း၃၀၃များဆိုတဲ့အတွက်ကျွန်တော်ပြခဲ့တဲ့ဘက်၃များထိပ်စီအားနေတာဆိုရင်၃၉နည်းဆိုတဲ့အတွက်အဲ့မှာ၃ထိပ်စီပေါ့နော်၃နည်းနည်းပေါင်းက၅နည်းပေါင်း၃၀၆၃ချိန်၁၈ဖြစ်ပါတယ် ကျွန်တော်ကျွန်တော်ဒီ72ချိန်မှာရှစ်ထိပ်စီးပေးမယ်ပေါ့နော်ရှစ်လုံးပိုင်အားနေတာလေးရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာဒီ72ချိန်မှာဒီနီး3မျိုးဆိုရင်ရှစ်ထိပ်စီးအားနေတယ်ခုနှစ်ထိပ်စီးအားနေတယ်ခုနှစ်ထိပ်စီးအားနေတယ်ပေါ့နော်ရှစ်ငါးခုထိပ်စီး3လုံးအားနေတာဖြစ်ပါတယ်โอเคဒါဒီနီးအရာပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်းစီကိုလည်းကြည့်ရှုတင်ပါတယ်ခင်ဗျာ